မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းမှာစောစုစကြောင်းတွေတကြော့ပြန်ရောက်ရှိနေရကြောင်းကျေးရွာ16ရွာခန့်ကဒေသခံပြည်သူ2000နီးပါးဟာနေရဲဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြုကိုပြောပါရယ်။အော်တိုဘားလ29ရက်နေ့ကစိတ်ဖြူမြို့နယ်အခြေဆိုင်ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ24ကနေခမန်းအင်အား400ခန့်ပါတဲ့စောစုစကြောင်းကပေါင်းမြို့နယ်တောင်ပိုင်းကိုစကြောင်းထိုးပြီးတဲ့နောက်ပင်အောင်ပြစောတိရွာကိုဝင်ရောက်သွားတယ်လို့ဆိုပါရယ်။ ပင်အောင်ပြူစောဒီစကန်ကိုစစ်ကြောင်းဝင်ရောက်သွားတာကြောင့်အဲ့ဒီကြေးရွာနီးကဒေသခံတွေနေရက်ဆုံးကထွက်ပြေးနေကြရတယ်လို့ Young Revolution 4ရဲ့ကိုလွင်မိုးတန်ကပြောပါတယ်။စောစုစစ်ကြောင်းကပင်အောင်ပြူစောဒီစကန်ကနေပေါ့မြို့ကိုဥတီလာတာကြောင့်ဒေသခံကြေးရွာတွေဖြစ်တဲ့တိချောက်ကြေးရွာ၊ Traffic ကြေးရွာ၊တပြေးအေးကြေးရွာ၊ကြွားသားအေးကြေးရွာနဲ့အလဲလန်းကြေးရွာစတဲ့ကြေးရွာတွေကဒေသခံပြည်သူတွေတောင်းတဲ့ချီဟာမိုးရွာထဲမှာထွက်ပြေးတိမ်းရှောင်နေကြတာပဲဖြစ်ပါတယ်။ ကျောစုစစ်ကြောင်းကအောက်တိုဘာ31ရက်နေ့မှာချက်ကန်ရွာစာတင်ကျောင်းကနေတဆင့်ပြူစောတီစကန်နေဖြစ်တဲ့ပင်အောင်ပြူစောတီစကန်နဲ့ဒီတော့ကွင်းပြူစောတီစကန်တို့ကိုစစ်ကြောင်းနှစ်ကြောင်းခွဲထိုးသွားတာဖြစ်ပါတယ်။အဲ့ဒီကျောစုစစ်ကြောင်းကကျောစု3ဘန်း3ကိုလက်နက်နဲ့တကွာ Young Revolution 4နဲ့ပခုတ်ဝခိုင်တရင်စနစ်တို့ပူးပေါင်းကအရှင်ဖမ်းမိထားတာလည်းရှိပြီးမိုင်းမိပြီးတည်ဆုံထားတဲ့ကျောစုအလောင်းနှလောင်းနဲ့ခဲယမ်းတွေကိုလည်းသိရှိရရှိထားပါတယ်။ ဆောစုကပေါင်းမြို့နယ်ပခုတ်ကူမြို့နယ်မြိုင်းနယ်တောင်ပိုင်းကပြူစောဒီစကန်တွေကနေတဆင့်ခြေရွာတွေကိုဥတီစစ်ကြောင်းထိုးဖို့အင်အားဖြစ်နေရတွေဇက်တိုက်လုပ်နေပြီးမြိုင်မြို့နယ်တောင်ပိုင်းမှာလည်းစစ်ရှောင်မှုပြည်သူတွေပြင်ဆင်နေကြပါဗျာ။